မြန်မာနေဥခရိုနီကယ်မေလ24ရက်မြင်ကွင်တိုင်းပြည်ပြတ်တဲ့ကာလမှာနေထိုင်နေကြရတဲ့လူလူတွေရဲ့ဘဝငယ်စဉ်ကအဖေမေကသူတို့ဖြတ်တန်းခဲ့ရတဲ့ခေတ်ကာလတွေရဲ့အတွေ့အကြုံကိုပြန်လည်ပြောပြတဲ့အခါတိုင်းပြည်ပြတ်တော့ငါဆိုတဲ့စကားလုံးကိုမကြာခဏကြားခဲ့ရပါတယ်။အမေရင်ညွန့်နဲ့တိုင်းပြည်ပြတ်တဲ့ကာလဆိုတာကဒုတိယကမ္ဘာစစ်မီမြန်မာနိုင်ငံကိုကူးစက်လာပြီးဗြိတိရှားတွေကိုဂျပန်တပ်တွေကမြန်မာနိုင်ငံတောင်ပိုင်းကနေစတင်ဝင်ရောက်တိုက်ခိုက်ပြီးတစားတစားမြောက်ပိုင်းထိရောက်သွားတဲ့ကာလကိုဆိုလိုပြီး ဒုတိယတိုင်းပြည်ပြတ်တဲ့ကာလက1949ခုနှစ်မှာစတင်ဖြစ်ပွားတဲ့ပြည်ရင်းစစ်တပ်နဲ့အစိုးရတွေကရောင်စုံသဘုံကာလလို့တုံးနှုံးတဲ့ကာလတွေကအတွေ့အကြုံကိုပြောဆိုတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မီမြန်မာကိုကူးဆက်လာတဲ့1942ခုနှစ်မှာအုပ်ချုပ်နေတဲ့ဗြိတိရှ်ကိုလိုနီအစိုးရအုပ်ချုပ်ရေးပြတ်ပြီးနောက်ဝင်ရောက်လာတဲ့ဂျပန် Imperial တပ်နဲ့ဗမာလွတ်လပ်ရေးတပ် BIA အုပ်ချုပ်ရေးကကောင်းစွာအစားမထိုးနိုင်ခင်ကာလတွေမှာဖြစ်ပျက်ခဲ့တာတွေကိုတိုင်းပြည်ပြတ်တဲ့ကာလအုပ်ချုပ်ရေးမရှိတဲ့ကာလ တရားဥပဒေစိုးမိုးခြင်းပဲကာလာတွေဖြစ်ပါတယ်။အဲဒီကာလာတွေမှာနေထိုင်ခဲ့ရတဲ့မိဘတွေအနေနဲ့သူတို့အတွေ့အကြုံကို ပြန်အမှတ်ရပြန်ပြောပြကြတာဖြစ်ပါတယ်။မိဘတွေအနေနဲ့တခါတရံတရားဥပဒေစိုးမိုးရေးကမောက်ကမအဖြစ်တွေကြုံရရင်တိုင်းပြည်ပြတ်တုံးကဘယ်လိုပဲညာစသဖြင့်နှိုင်းရှင်အမှတ်ရပြောဆိုလေးရှိကြတာကြားခဲ့ပူပါတယ်။ဂျပန်တပ်တွေနဲ့အတူ BIA တပ်တွေဝင်လာတဲ့အခါ ဗြိတိရှ်ကိုလိုနီအစိုးရက၎င်းတို့စွန့်ခွာတဲ့အခါအုတ်ထုတ်တဲ့ရက်ရွာအုတ်ထုတ်ရေးတကြီးရဲဌာနစတာတွေပါရုပ်သိမ်းပစ်လွတ်ခဲ့တာဖြစ်လို့ဂျပန်တပ်နဲ့ BIA တွေဝင်မလာခင်စက်ကြားမှာကြီးရွာတွေမြို့တွေကအုတ်ထုတ်ရေးမရှိတဲ့ကာလအပိုင်းခြားတစ်ခုကိုဖျက်ဆီးကြရတာဖြစ်ပါတယ်။အဲဒီကာလမှာလူရဲမှုတပ်ဖြတ်မှုပိုင်ဆိုင်မှုပစ္စည်းဖောက်ထင်းယူဆောင်တာတွေလူဆိုးလူမိုက်တွေက၎င်းတို့နဲ့ရန်ညှိုးရန်ဆရှိသူတွေကိုတပ်ဖြတ်တာတွေကိုလုံဆောင်ကြတဲ့အဖြစ်အပျက်တွေကိုမိဘတွေကြုံတွေ့ကြားသိခဲ့ကြရတာဖြစ်ပါတယ်။ ရွာထဲမှာလူစိုးလူမိုက်တများတွေကအုတ်ချုပ်ရေးမရှိတော့ဘူးဆိုတာနဲ့တပြိုင်နက်အညိုးရှိသူတွေကိုတက်ဖြတ်ဖို့အုပ်စုဖွဲ့လှုပ်ဆောင်တာငွေကြေးချမ်းသာသူတွေရဲ့နေအိမ်တွေကိုဝင်ရောက်ပြီးတံပိုးရှိတဲ့ပစ္စည်းတွေယူဆောင်ကြတာတများတိုက်တာတက်ဖြတ်တာတွေနိုင်ငံရဲ့နေရာအနှံ့ပြားကြဲကြဲပြက်ပြက်ဖြစ်ပွားခဲ့ကြပါတယ်။ငွေကြေးတန်တင်ရှိသူတွေဖို့လူရက်ခံရမှာတက်ဖြတ်ခံရမှာစိုးရိမ်တာကြောင့်ပိုင်ဆိုင်မှုတွေအနက်ကတည်ယူရလွယ်တဲ့ရွှေငွေတို့လောက်ကိုတည်ယူပြီးတော့ ကိုမျိုးကိုရွာကနေအန်ရီပိုနေပါတဲ့မျိုးရွာတွေကိုရွှေ့ပြောင်းနေထိုင်ကြတယ်လို့ဆိုပါတယ်။ရက်ရွာထဲမှာလူလုံးဝမကြံအောင်ရွှေ့ပြောင်းကြတာတော့မဟုတ်ပဲမရွှေ့ပြောင်းနိုင်သူတွေဆုံရှုံစရာရွှေငွေများများဆက်ဆမရှိသူတွေကတော့နေထိုင်ရစ်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒီလိုရွှေ့ပြောင်းတိတ်ဆောင်သွားပြီးနောက်လူဆိုးလူမိုက်တွေထိုစင်ကအခေါ်ပေါ်နေတောကြောင်တွေကငွေကြေးရှိသူတွေရဲ့နေအိမ်တွေဝင်ရောက်မှွေနောက်ပြီးယူဆောင်ကြမြူနိုင်တာတွေဖျက်ဆီးကြတာတွေလှုပ်ဆောင်ခဲ့ပြီး ရန်ညိုးရန်စားရှိသူတွေကိုလည်းအုပ်စုနဲ့တက်ဖြတ်ကြတာတွေလုပ်ကြတယ်လို့ဆိုပါရယ်။အဲဒီကာလမှာပဲအင်္ဂလိပ်အုပ်ချုပ်ရေးကာလတုန်းကမြို့ပိုင်အရေးပိုင် လုပ်ခဲ့သူ ခစ်ဆန်းစာရေးဆရာတိတ်ပံမောင်ဝကိုဓမြတွေကတက်ဖြတ်ခဲ့ပါရယ်။အဲဒီအဖြစ်ပြက်ကမြန်မာနိုင်ငံအထက်ပိုင်းစကိုင်းတိုင်းထဲမှာပဲဖြစ်ပွားခဲ့တာပါ။အခုရေးပြခဲ့တဲ့အဖြစ်ပြက်တွေကဒုတိယကမ္ဘာစစ်တွင်အုပ်ချုပ်ရေးမရှိတဲ့ကာလခေတ်ပြက်စင်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ပုံရိပ်အချို့ဖြစ်ပြီးယနေ့ခေတ်ပြည်ရင်းစစ်ကာလမှာလူမှုအနေနဲ့ကြုံတွေ့နေကြရတဲ့အခြေအနေတချို့နဲ့ အတော်လေးစင်တူနေတာတွေ့ကြရမှာဖြစ်ပါတယ်၂၀21ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့ဆီယာနာတိမ့်မှုဖြစ်ပြီးနောက်လက်အနေငယ်အကြမှာလက်နက်ကင်တော်လန်ကြီးဆိုတဲ့စစ်ကောင်စီကိုလက်နက်နဲ့တိုက်ခိုက်ကြဖို့ PDF တပ်ဖွဲ့တွေဖွဲ့စည်းပြီးငကိုရှိပြီးသားတိုင်းသားလက်နက်ကင်အဖွဲ့တချို့ရဲ့အကူအညီနဲ့ပူးပေါင်းတိုက်ခိုက်ကြတာ PDF တွေကမိမိတို့ဘာသာ မိမိတို့ဗျူဟာနဲ့တိုက်ခိုက်ကြတာတွေဖြစ်ပွားလာခဲ့ပါတယ် အခုလိုပြည်ရင်းစစ်မီပြန်တောက်လာချိန်မှာအုတ်ချုပ်ရည်နဲ့တရားဥပဒေစိုးမိုးရေးကတိတာထင်ရှားစွာယိုယွင်းပြက်စီးလာခဲ့ပါတယ်။လူရက်မှုလူရက်တက်ဖြတ်မှုအထမပြုကျင့်တက်ဖြတ်မှုပြစ်စည်းလူရက်ပြီးမိသားစုလိုက်တက်ဖြတ်မှုတွေဓမြမှုတွေမြန်မာနိုင်ငံအနှံ့ပြားဖြစ်ပွားနေကြတာကြားသိနေကြရပါတယ်။ပြစ်စည်းယူလူရက်တဲ့ဖြစ်ရတွေကရာဇဝတ်မှုကျူးလွန်နေကြသူ ။တမယလူတက်သူတွေကြီးကျူးလွန်ကြတာမဟုတ်ပဲလက်နက်ကန်အဖွဲ့အစည်းဖြစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစောတီလို့ခေါ်တဲ့ပြည်သူစစ်တွေနဲ့တချို့သောကာကွယ်တပ်ဖွဲ့ဝင်တွေကကျူးလွန်ကြတာလည်းတွေ့ရပါဗျ။စစ်ကောင်စီထိန်းချုပ်ထားခြင်းဖြစ်တဲ့မြို့တွေမှာလည်းလူရဲမှုတပ်ဖြတ်မှု ပြန်ပေးဆွဲမှုရွှေဆိုင်တမယတိုက်မှုတွေလွန်ခဲ့တဲ့၄နှစ်တာအတွင်းတစတစမြင့်မာလာတာတွေ့ရပါဗျ။မြန်မာနိုင်ငံကလူလူအနေနဲ့တပ်ဖက်မှာစစ်ပွဲတွေတင်းရှောင်ရင်းမိသားစုဝင်တွေထိခိုက်ဆုံးရှုံးကြရတာရှိတယ်လို့ ပိုင်ဆိုင်မှုတွေလည်းပြည့်စည်ဆုံးရှုံးကြတဲ့အဖြစ်ကိုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ကြေးရွာတွေရောမြို့တွေရောနေထိုင်ကြသူတွေပါဓမြတိုင်းတက်ပြတ်ခံရတဲ့အနေအကိုကြုံတွေ့နိုင်ချေတိတိတသားမြင်တက်လာကြတာလည်းဖြစ်ပါတယ်။အခုရပိုင်းပဲခူးမြို့ပေါ်ကခုနှစ်တန်းចောင်းသားတို့ကိုဆိုင်ကယ်နဲ့ခေါ်ဆောင်သွားပြီးပြန်ပေးဆွဲငွေတောင်းဖို့လုပ်ရင်တက်ပြတ်အလောင်းဖြောက်တဲ့အထိဖြစ်စေခဲ့တဲ့အမှုတမှုလည်းဖြစ်ပွားခဲ့ပါတယ်။ပြန်ပေးဆွဲတက်ပြတ်သူတွေဟာ အခုလိုပြစ်မှုမျိုးကျူးလွန်မှုတွေမဟုတ်ပဲတင်းရာကနန်းများတင်နေတဲ့အကျွေးဆက်ဖို့မျက်နှာတိတဲ့ကပဲတောင်းသားရွယ်ကလေးကိုပြန်ပေးဆွဲပြီးမိဘတွေစီကငွေညစ်မယ်လို့ကြံစီခဲ့ကြတာဖြစ်ပါတယ်။ဒီရက်ပိုင်းမှာပဲအခြားတပ်ဖြတ်မှုတစ်ခုကမန္တလေးတိုင်းပတိန်ကြီးမြို့နယ်ထဲကဟစ်ဟော့တချင်းတွေရေးဖွဲ့တီဆိုတဲ့လူငယ်တအူးကိုလူလေး၅ဦးကကားနဲ့လာဖမ်းခေါ်သွားပြီးတပ်ဖြတ်လိုက်တဲ့အဖြစ်ပြက်ဖြစ်ပါတယ်။ မန္တလေးလိုမျိုးမှာလူငယ်အမျိုးသားကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ရက်အနေငယ်အကြာမှာအလောင်းကိုလမ်းတနေရာမှာတွေ့ကြရတဲ့အဖြစ်ပါဘယ်လိုစိတ်ဆော်မှုနဲ့ဖြစ်ဖို့တခြင်းဆိုတဲ့လူငယ်ကိုဖမ်းဆီးတက်ပြတ်လိုက်တယ်ဆိုတာမသိရသေးပေမဲ့အခုလိုကားနဲ့ခေါ်ဆောင်သွားပြီးတက်ပြတ်လိုက်တဲ့အမှုမျိုးကိုကျူးလွန်ဖို့လွယ်လွယ်ကူကူအခြေအနေမျိုးရောက်နေတာမြန်မာနိုင်ငံရဲ့ခဏိအနေထားလို့ဆိုရင်မှားမယ်မထင်ပါဘူးတရားဥပဒေစိုးမိုးရေးအတွက်တာဝန်ရှိတဲ့မျိုးကြီးရွာတွေကိုအုပ်ချုပ်နေတဲ့အစိုးရဆိုတဲ့အဖွဲ့အစည်းတွေက လူမှုရဲ့လုံခြုံရေး တရားဥပဒေစိုးမိုးရေးကိုတာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်းမရှိတော့တာပုံမထင်ရှားလာနေတာဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ကမျိုးတွေရွာတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးအခုလိုတိုင်းပြည်ပြက်ကာလတပ်ခွဲလူရဲတပ်ဖြတ်မှုတွေကိုလူမှုအနေနဲ့မိမိတို့အချင်းချင်းကြောချင်းကပ်ပူးပေါင်းကာကွယ်ခြင်းနိလန်းနဲ့သာလုံခြုံပေးကင်းစွာနေထိုင်နိုင်မယ့်အခြေအနေရောက်ရှိနေတာလည်းဖြစ်ပါတော့ရဲ့ရှင်